အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမကူညီကြပါကိုချင်းစာတရားထားကြပါဆရာနာရှင်စနစ်ကိုရင်ထဲအသေးသေးကနေဘာကြောင့်မုံရမယ်ဘာကြောင့်တိုက်ရမယ်ဘာဖြစ်လို့ငါတို့ဟာဒီဆရာနာရှင်စနစ်ကိုဗမာပြည်ထဲမှာမရှိမှရမယ်ဆိုတဲ့အတွေးအခေါ်မျိုးပို့ တည်တည်ချာချာသိအောင်လုပ်ပြီးမှဆရာနာရှင်ကိုတိုက်ကြပါလို့ပြောရင်းနဲ့ဒီ like ကိုစပြီးတော့ဖွင့်ပါတယ်အသက်ကိုညံဆောင်ပါတယ်တယောက်နဲ့တယောက်ဖေးမှာကူညီကြပါကိုချင်းစတရားထားကြပါဒီတော့ဗမာပြည်မှာပြောနေကြတယ်ခမားတို့တွေပြောနေတာကကိုလှုပ်ချင်တဲ့အခါကြလို့ရှိနော်ကိုလှုပ်ချင်တဲ့အခါကိုဖြစ်ချင်တဲ့အခါကြလို့ရှိဆရာဆရာကြီးတွေရဲ့စကလုံးလေးတွေကိုယူပြီးတော့သုံးတယ် ဒေါအောင်ဆန်းစုကြည်တို့လက်ထက်တို့အပြည့်ခတ်ရဆဲရေလှုပ်ချင်တဲ့အချိန်ကာလကြလို့ရှိရင်ခမားတို့ယူသုံးတဲ့စကားရှိတယ်အဲ့ဒါကပါလဲဆိုတော့ဆရာကြီးတကုံတရားကပြောခဲ့တယ်နိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလှုပ်တာအာခမားအန်အေရီယာလူတွေ88မျိုးဆက်တွေနိုင်ငံရေးသမားတွေသူတို့စစ်တပ်နဲ့ပလူပလဲလှုပ်ချင်တယ် သူတို့စစ်တပ်နဲ့အစင်ပြေခြင်းတဲ့အချိန်တုန်းကသူတို့ယူသုံးတဲ့စကားကိုလေကျွန်တော်အလွတ်အမြဲတမ်းရနေတယ်။ဘာလဲဆိုတော့ငငယ်လေးကကျွန်တော်စာတွေဖတ်တာကိုအိမ်မဆရာကြီးတကုံတရားရဲ့စာအုပ်တို့ပါတော့ကျွန်တော်တို့အိမ်မှာကပတ်စံနာမရှိတာစာအုပ်တရားအများကြီးပဲရှိတာ။မောင်ကြီးငင်းညာစာပေလေးလာရေးဆိုပြီးတော့ပါစာအုပ်ပါငှားစာရတဲ့ဘဝမျိုးကိုစစ်တပ်နဲ့ပလူပလဲလှုပ်ချင်တဲ့အချိန်ကာလ ဟောအောင်စန်းစုကြည်ခေကောင်းတဲ့ကာလ2008အောက်ကိုဝင်ကျင်တဲ့အချိန်ပြောကြတာပြောကြတာယူပြီးတော့ပြောကြတာဆရာကြီးတကုံတာယာကပြောသွားတယ်နိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလုပ်တာနိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလုပ်တာတကယ်တကယ်တမ်းကြတော့ဆရာကြီးတကုံတာယာပြောခဲ့တဲ့အချိန်ကာလခေကာလတွေကတအားကွဲတယ် ဆရာကြီးတကုံတရားပြောခဲ့တဲ့အချိန်ကဖဆပလာမှာကွန်မြူနစ်ကိုခွတ်ထုတ်ပလိုက်တဲ့အချိန်ကွန်မြူနစ်တွေနဲ့နော်ဒီဆိုရှယ်လစ်တွေနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ကွဲတဲ့အခါကျတော့ဒီတိုင်းပြည်ကြီးတည်ငြိမ်အောင်လို့ဒီတိုင်းပြည်ကြီးအစဉ်ပြေအောင်လို့နော်ကိုတန်းထွန်းနဲ့နော်ကိုအောင်ဆန်းနဲ့ဆိုတာလဲတငယ်ချင်းတငယ်ချင်းအပြင်မှာမယားကြီးရကိုသခင်စိုးတို့နဲ့ဆိုတာလဲနိုင်ငံရေးလှုပ်ဖို့ကြိုင်ဘက်တည် ီလိုဖြစ်တဲ့အခါကျတော့နိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလုတာအယူဝါဒတွေနော်အယူဝါဒတွေကွဲတဲ့ဟာကိုပြောတာမဟုတ်ဘူးရန်သူကိုမိတ်ဆွေလုတယ်ဆိုတာကိုအောင်ဆန်းနဲ့တခင်တန်းထုံးနဲ့မျက်နှာချင်းမဆိုင်နိုင်တော့ဘူးရန်သူတွေဖြစ်သွားတယ်တခင်အောင်ဆန်းနဲ့တခင်စိုးတို့တွေနဲ့မျက်နှာချင်းမဆိုင်နိုင်တော့ဘူးရန်သူတွေဖြစ်သွားတယ်ဒီအခါမှာဆရာကြီးတကုံတရာရဲ့က သူ့ရဲ့တငယ်ချင်းမိတ်ဆွေတွေဖြစ်တဲ့အတွက်နိုင်ငံရေးလုပ်တဲ့ဆိုတာရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာငါတို့အချင်းချင်းနဲ့ညီညွတ်ရမယ်ဆိုပြီးတော့သူကပြောတာဒေါ်အောင်ဆန်းစုကြည်တို့ကအဲ့ဒီလိုမဟုတ်ဘူးပြည်သူလူထုကိုနှိပ်စက်နေတဲ့စစ်တပ်နဲ့เนาะ88မျိုးဆက်တွေဆိုတာပြည်သူလူထုကိုနှိပ်စက်နေတဲ့စစ်တပ်နဲ့သူတို့အခွေရဲအတွက်သူတို့အာဏာအတွက်သူတို့ဟာသူတို့ဖြစ်ချင်တဲ့အခါကျတော့ ဆရာကြီးတကုံတရားပြောခဲ့တဲ့ရှေ့เจ้าနေနောက်เจ้าနေအဲ့ဒါတွေကိုခစ်တွေသမိုင်းတွေပါထဲမတွက်တော့ပဲနဲ့သူတို့ပြောကျင်တဲ့စာเจ้าလေးတเจ้าကိုယူလာဆရာကြီးတကုံတရားကိုလူတွေအကုန်လုံးကလေးစားတဲ့အခါကျတော့တကုံတရားရဲ့နာမည်ကိုတတ်ပြီးတော့နိုင်ငံရေးလုပ်တယ်ဆိုတာရန်သူကိုမိတ်ဆွေဖွဲ့တယ်ဆိုပြီးစစ်တပ်နဲ့ပေါင်းပြီးတော့လှုပ်သွားဒီစကားကကျွန်တော်ဘာဖြစ်လို့ပြောချင်တာလဲဆိုတော့အခုအမှုပညာရှင်တွေပေါ့ နေတိုးတို့เนาะရှင်းသမျှလူတွေအကုန်လုံးပေါ့ချူးချူးတို့ဘလူတို့ပေါ့ဗျာအကုန်လုံးပေါ့ပြောသွားတယ်တစ်ချိန်လုံးကလူမင်းတို့ဆိုတာလေတစ်ချိန်လုံးကလူမင်းလူမင်းဆိုပြီးတော့ဒေါအောင်ဆန်းစုကြည်နားမှာအခုနောက်ဆုံးဆန္ဒပြပွဲမှာမှပါလာတဲ့ဒေါအောင်ဆန်းစုကြည်အစိုးရဖြစ်တော့မှလူမင်းလူမင်းဆိုတာတစ်ချိန်လုံးကအခုလိုမျိုးပဲ policy ကားတွေ စစ်တပ်နဲ့ပေါင်းပြီးတော့လူမင်းတို့တွေလည်းဝါဒဖြန့်ခဲ့တာအခုမှဒေါအောင်ဆန်းစုကြည်နားမှာရှိနေတဲ့လူမင်းတို့ဆိုတာလည်းတစ်ချိန်လုံးကဝါဒဖြန့်ခဲ့တာသူတို့အတိတရားရသွားတယ်သူတို့နေရာရမယ့်အခါကြလို့ရှိလို့ရှိရင်ကိုယ့်ဘက်ကအင်အားကြီးလာလိုက်ကျွန်တော်ပြောချင်တာကကိုယ့်ဘက်ကအင်အားကြီးလာလိုက်ကိုယ့်ဘက်ကနိုင်တဲ့ပုံစံဖြစ်လာလိုက် တန်းဆွေတပည့်တန်းဆွေမိန်းမနဲ့ပါညားနေတဲ့လူမင်းကလည်းဒေါ်စုနာကိုရောက်လာတယ်အဲ့ဒါငါကျွန်တော်ပြောနေတာအဲ့ဒါတွေအကုန်လုံးကပုံမြင်တစ်ခုမှမပါဘူးနော်ကျွန်တော်ပြောနေတာတကယ်လက်တွေ့ကိုပြောတာခမည်းတော်အခုဒီမှာရှိနေတဲ့စီလူဘူးခရီးရေတတိယတဲ့ ခင်ဗျားတို့ကိုကျွန်တော်ပြောနေတာအခုအသက်30လောက်ရှိတဲ့လူတွေဆိုလို့ရှိရင်အသက်30နဲ့50 60ကြားမှာရှိတဲ့လူတွေဆိုသွားကြည့်လိုက်တန်းရွှေခေခင်ညွန်ခေစောဩဇာဘယ်လိုပြောမလဲအဲ့ဒီလူတွေခေအဆက်ဆက်မှာလူမင်းကဝါဒဖြန့်ချည်ရေးကားတွေအကုန်ရိုက်ခဲ့တာကျွန်တော်တို့တော်လိုက်ရဲ့ဘက်ကနိုင်တဲ့အခါကျတော့လူမင်းကအမေစုခေါ်ပြီးတော့ထိုင်မှာရှ िख ောပြီးတော့နောက်ဆုံးအဖမ်းခံရတဲ့အထိပါကိုယ့်ဘက်မှာပါလာတယ် အခုလေကျွန်တော်တို့ကနိုင်အောင်တိုက်ကြည့်ပါလားကျွန်တော်တို့အစိုးရဖြစ်ကြည့်ပါလားနေတော့တဲ့ချူးချူးတွေသွားပြောနေကြမလို့ကိုယ့်ဘက်ကိုပါလာမှာဒီတော့သူတို့ကသူတို့ကသူတို့လဲတယ်လို့လှုပ်ရှားနေတယ်ပြောနေတယ်ဆိုတဲ့အခါမှာသူတို့ဘက်မှာနေတော့ရှိတယ်ငါတို့ဘက်မှာမင်းမော်ကွန်းရှိတာပဲငါတို့ဘက်မှာဒေါင်းရှိတာပဲငါတို့ဘက်မှာခရစ်စတီးနာခီတို့ငါတို့ဘက်မှာခရစ်ဟုတ် ဇန်ကိုဇန်ခီတို့ရှိနေတာပဲသူတို့ဝါဒဖြန့်တယ်လို့ငါတို့ကတော့လုံလို့မရဘူးလားဒီခေကြီးမှဘသူကမှရုပ်ရှင်ယုံသွားကြည့်နေတာမဟုတ်ဘူးဒီခေကြီးမှဘသူမှရုပ်ရှင်ယုံသွားကြည့်နေတာမဟုတ်ဘူးကျွန်တော်တို့ဘက်ကနေပြီးတော့ဒေါင်းတို့မင်းမော်ကွန်းတို့เนาะအစောတော်ဆိုလို့ရှိရင်လည်းဘသူလဲဟိုမှာ နာမည်တွေတောင်ပဲဖြူးဖြူးကြော်သိမ့်တို့ဒီလူတွေနဲ့ကျွန်တော်တို့ကတည်တည်ချာချာပြည်သူလူထုကိုတည်တည်ချာချာပြည်သူလူထုကိုပညာပေးတဲ့ကားတွေပြည်သူလူထုကိုအသိပညာပေးတဲ့ရုပ်ရှင်မျိုးတွေကျွန်တော်တို့ရိုက်နိုင်ပြီဟဲ့ဆိုလို့ရှိရင်လေကျွန်တော်တို့ကလည်းပြည်သူလူထုကိုနော်ပြည်သူလူထုကိုကျွန်တော်တို့ကလည်းစစ်တပ်လိုပဲကျွန်တော်တို့ဝါဒဖြန့်နိုင်တာပေါ့ အခုကျတော့သူများကဝါဒဖြန့်နေ ကိုကဝါဒမဖြန့်မဲနဲ့ကိုကလိုက်ဆဲနေတယ်ဗမာပြည်မှာပုဂ္ဂိုလ်ခင်မတရားမင်လာနေတော့ဘာလို့လို့နေတော့ကိုကြိုက်တဲ့လူတွေရှိတယ်နေတော့ဘာလို့လို့နေတော့ကိုကြိုက်တဲ့လူတွေရှိတယ်ဆိုင်ဆိုင်ခန်းခန်းဆိုင်ဆိုင်ခန်းလိုက်ဘာလို့လို့ဆိုင်ဆိုင်ခန်းလိုက်ကိုကြိုက်တဲ့သူတွေရှိတယ်ခမရတို့တွေ အလူတကာကိုလိုက်ပြီးတော့အထင်မလွဲနဲ့နေရွှေသွေးအောင်နဲ့အာဇာနီနဲ့ကညီရကိုလိုခင်တာနေရွှေသွေးအောင်နဲ့အာဇာနီနဲ့ကတည်တည်ချာချာမိတ်ဆွေညီရကိုလိုပေါင်းတာဟောဒါပေမဲ့တော်လန်ရဲကြီးဖြစ်လာတဲ့အခါကျတော့အာဇာနီက ကျွန်တော်တို့ဘက်ကိုပါလာတယ်သူကသူရိုးရိုးသားသားနဲ့အမေရိကမှာနော်ကားမောင်းပြီးတော့သူစားတယ် အာဇာနီလဲသူလှုပ်ချင်တာပေါ့သူ့ဘက်မှာမိသားစုတွေရှိနေတယ်ဗမာပြည်ထဲကမိသားစုတွေလဲသူငဲ့ရင်ငဲ့ရမယ်နော်အမေရိကမှာရှိနေတယ်သူ့မိသားစုကိုလဲငဲ့ရင်ငဲ့ရမယ်ဒီလိုမျိုးပေါ့ခမည်းတော်ကအခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကခမည်းတော်နဲ့မတည်ဘူးခမည်းတော်နဲ့အယူဝါဒမတူဘူးခမည်းတော်နဲ့ဟိုစိတ်ခမည်းတော်စိတ်ထဲမှာမတွေ့ဘူးဒီကောင်ကထောင်မကျိုးဘူးဆိုလို့ရှိရင် ခေါ်ရိုက်ခြင်းနဲ့စိတ်ဓာတ်မျိုးနဲ့တော့ဘလို့သွားလို့ရမှာလဲဗျာအဲ့ဒါကတော်လန်ရဲမှမဟုတ်ဘူးเนาะဘယ်ကဘာမှမနေလို့မရတဲ့ကိစ္စခမရတို့ကိုကျွန်တော်ပြောပြမယ်ခမရတို့လူတွေကိုကျင်တယ်တို့လူတွေကိုဖြစ်တယ်တို့ဆိုတာဗမာပြည်မှာလူတွေကကိုယ်အတိုင်းဝိုင်းနဲ့ကိုနေကြတာဗမာလူမျိုးတွေကเนาะကိုယ်အတိုင်းဝိုင်းနဲ့ကိုနေကြတာခမရတို့ဥပမာတစ်ခုကျွန်တော်ပြောပြမ တကယ်ဖြစ်ရမှာအော်စတြေးလျမှာအော်စတြေးလျပေါ့အော်စတြေးလျအခုဗမာတွေအများစုနေတဲ့နိုင်ငံဗမာတွေအများစုရှိတဲ့နိုင်ငံသားပိုက်ကောင်တွေရှိတဲ့နိုင်ငံမှာຫນွေဦးဒေါ်လာရေးစဖြစ်တဲ့အခါ social punishment ဆိုပြီးတော့စစ်ဘုသားသမီးတွေကိုခမားတို့တွေပြဿနာရှာတယ်လေသူများနိုင်ငံမှာပွားပြီး social punishment ဆိုပြီးတော့အခုဟို မွတ်စလင်တွေလုတ်တယ်လို့ပေါ့ဗျာမွတ်စလင်တွေလူခွင့်ရေးတွေလုတ်တယ်လို့ပေါ့အမေရိကမှာနေတယ်ဥရောပမှာနေပြီးတော့ဂျူးတွေကိုတွားပြီးတော့ရိုက်တာတို့နှက်တာတို့စော်ကားတာတို့လုတ်တယ်လို့မျိုးပေါ့ဗျာအုပ်စုကောင်းရင်လုတ်တယ်လို့မျိုးလုတ်တာပေါ့ငွေဦးဒေါ်လာရေးအစမှာအော်စတြေးလျမှာရှိတဲ့စစ်ဘိုလ်စစ်သားသားသမီးတွေကို social punishment ဆိုပြီးတော့ခမားတို့တွေတွားပြီးတော့စော်ကားတယ်လုတ်တယ်ပြောတယ်နော်သူ့နိုင်ငံဥပဒေကိုကြော်ပြီးတော့ခမားတို့တွေလုတ်တယ်အရိယာလူတွေလည်းပြန်လဲတိုင်လဲတိုင်ရော ဗမာလူခုရေးသမားတို့ဗမာတော်လှန်ရေးသမားတို့ပြောတဲ့လူတွေအကုန်လုံးကလူခုရေးကိုချိုးဖောက်တဲ့သူတွေဖြစ်ကုန်ဝန်းအဲ့ဒါကဩစတြေးလျနိုင်ငံတခုတည်းလားမဟုတ်ဘူးဂျပန်မှာလဲနော်တက္ကသိုလ်လာတက်တဲ့မိန်းကလေးတယောက်သူ့အဖေကစစ်ဘုဖြစ်မယ်သူ့အဖေကဘာဖြစ်မယ်အဲ့ဒါကိုသွားပြီးတော့ social punishment လုပ်တယ်ဆိုပြီးတော့လုပ်ကောဟောဂျပန်မှာအဲ့ဂျပန်မှာကြောက်တက်တဲ့ကောင်မလေးကသူ့ကိုဂျပန်နိုင်ငံရဲ့ဥပဒေကိုချိုးဖောက်ပြီးတော့ ဗမာတွေကသူ့ကိုဗမာဒီတော်လှန်ရေးသမားတွေကသူ့ကိုဒီလိုလှုပ်ပါတယ်ဆိုတော့ကျွန်တော်တို့ဗမာအတိုင်းဝိုင်းတော်လှန်ရေးဖွဲ့စည်းတွေအကုန်လုံးကလူခွေရေချိုးဖောက်တဲ့ကောင်တွေဖြစ်နော်ဟိုအညိုတေးကြီးတဲ့ကောင်တွေဖြစ်လူတွေကိုစော်ကားတဲ့လူတွေဖြစ်ဆိုပြီးတော့အဲ့လိုဖြစ်ကုန်တဲ့ဟာတွေခမရတို့ချက်ချင်းမေ့သွားပြီလားဒါတော်လှန်ရေး၅နှစ်အစပိုင်းမှာနော်ခမရတို့ဩစတြေးလျမှာလည်း အဲ့လိုမျိုးသူအော်စတြေးလျနိုင်ငံရဲ့ဥပဒေတွေချိုးဖောက်ပြီးတော့ social punishment ဆိုပြီးတော့ခင်ဗျားတို့လုတ်ချင်တာလုတ်ဂျပန်မှာလည်းเนาะခင်ဗျားတို့နဲ့မတည့်တဲ့လူဆိုလို့ရှိရင် social punishment ဆိုပြီးတော့ခင်ဗျားတို့လုတ်ချင်တာလုတ်ကျွန်တော်ပြောချင်တဲ့ကိစ္စကဘာလဲဆိုတော့ခင်ဗျားတို့ကခင်ဗျားတို့စစ်တပ်နဲ့ပတ်သက်လာတဲ့အတအတိုင်းဝိုင်းကြရင်ခင်ဗျားတို့အယမ်းခွင့်လွှတ်တယ်ကတော့ပါရဲ့ကိုကိုပြောရင်ပန်ဆဲလို့က နော်ပန်ဆဲလိုကမေမျိုးစစ်တပ်ကတော်ကြီးမှာသွားပြီးတော့စစ်သားတွေနဲ့ဖက်ရန်နန်းရှုံပြီးတော့လာပြီးတော့ဖြစ်လာတဲ့အခါကျတော့ပန်ဆဲလိုကိုခင်ဗျားတို့ခွတ်လွတ်စစ်ဖို့တယောက်ကနော်သူ့ဟာသူပြဿနာတက်လာပြီးတော့ကိုရှိရောက်လာတဲ့အခါကျရင်ခွတ်လွတ်သူ့ဟာသူအေးအေးဆေးဆေးနေပြီးတော့သူ့အမြင်သူလောက်တယ်သူ့သဘောသူဆောင်တဲ့လူကြတော့ခင်ဗျားတို့အကုန်လုံးကိုရန်လိုက်လို့ ခင်ဗျားတို့ကျွန်တော်အခုမေးကျင်တာရှိတယ်အန်ယူဂျီဘယ်လိုပြောမလဲမေးကျင်တဲ့ကိစ္စဆိုတော့ဒေါအောင်ဆန်းစုကြည်ကဖျားလာဒေါအောင်ဆန်းစုကြည်ကဖျားလာဖျားပြင်းတောင်မှနော်ဗုဒ္ဓဘာသာကိုးကွယ်တဲ့လူရှိတယ်ခရစ်စတန်ကိုးကွယ်တဲ့လူရှိတယ်အစ္စလာမ်ကိုးကွယ်တဲ့လူရှိတယ်ဒေါအောင်ဆန်းစုကြည်ကဖျားလဲမဟုတ်ဘူး ဗမာပြည်မှာနိုင်ငံရေးအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ခမားတို့ခေါင်းဆောင်ကိုခမားတို့ကိုးကွယ်ခွင့်ရှိတယ်ခမားတို့ခေါင်းဆောင်နောက်ကိုခမားတို့လိုက်ခွင့်ရှိတယ်အဲ့ဒီလိုပဲကချင်နေရလဲသူတို့ကချင်ခေါင်းဆောင်နောက်ကိုလိုက်ခွင့်ရှိတယ်ရခိုင်နေရလဲရခိုင်ခေါင်းဆောင်နောက်ကိုလိုက်ခွင့်ရှိတယ်တန်းဘလောင်နေရလဲတန်းဘလောင်ခေါင်းဆောင်နေနောက်ကိုလိုက်ခွင့်ရှိအခုကခမားတို့က ကချင်နေကဗိုလ်ချုပ်ဝမ်မော်ကိုလေးစားတဲ့ဟေးဆိုရင်ငါတို့ရန်သူဖြစ်ပြန်ဟောတော်ကြကြရင်ခမားတို့ဗိုလ်ချုပ်ဝမ်မော်ကိုဆဲပြန်ဟောဟာတော်ကြကြရင်ထိုးမြတ်နိုင်ကိုဆဲပြန်ဟောဟာတော်ကြကြရင်တာတာအိဖုံးတို့တာဖတာဖုံးကျော်တို့ကိုဆဲပြန်ဟောအခုဖြစ်နေတာခမားတို့ကိုယ်တိုင်ကြတော့ခမားတို့ဘာလုံးနိုင်လဲ ခမားတို့ကြတော့ခမားတို့ကိုယ်တိုင်ဘာလုံးနိုင်လဲအခုဒီဒေါ်လာရေးကြီးဖြစ်လာတယ်အန်အေရီယာလူတွေရွရွချွချွနဲ့ရှေ့ရနေထွက်ပြီးတော့ဥဆောင်တာမဟုတ်ဘူးကျော်ကိုကိုတို့နော်ဒေါက်တာတေဇာဆန်းတို့နော်ဤသင်္ဇာမောင်တို့ဒီလိုလူမျိုးတွေကထွက်ပြီးတော့ဥဆောင်လာတာသူတို့နောက်မှာမှအန်အေရီထဲမှာဟိုဘလို့ဘဟုကော်မတီတွေကိုမကြိုက်ခဲ့သူတို့အန်အေရီလူငယ်တွေကနောက်ကလိုက်လာတာ ဒီဒေါ်လာရဲမှပြောရင်တော့ပြောစရာတွေအများကြီးပေါ့ NLD ကိုထောက်ခံတဲ့လူတွေကဆန္ဒပြတဲ့လူတွေကိုကျွေးတာ၊မွေးတာ၊ရေတိုက်တာရှိတဲ့အခါမင်းတို့ဒေါ်လာရဲက NLD နဲ့ကင်းလာပြောရင်အဲ့ဒါတော့ဘယ်ကင်းမလဲဗျာဗမာပြည်တပြည်လုံးမှာရှိတဲ့ဗမာအများစုက NLD ကိုထောက်ခံတာလေ NLD ကို ထောက်ခံတဲ့သူတွေကဒီဒေါ်လာရဲကြီးမှဆန္ဒပြတဲ့လူတွေကိုရေတိုက်တာတို့ မုတ်ကျွေးတာတို့ငွေကြေးထောက်ပံ့တာတို့အဲ့ဒါတွေပြောရင်ဒီဒေါ်လာရေးရတော့ NLD နဲ့ဘယ်ကင်းမှာမလဲသို့တော့ဖြစ်နေတာကတကယ်တကယ်တမ်းကျွန်တော်တို့စကားပြောရင် NLD အစ်စ်တွေပေါ့တကယ် NLD ထဲမှာကိုကျိုးစွန်းအနစ်နာခံတဲ့လူတွေနဲ့စကားပြောရင်ဘာမှပြဿနာမရှိဘူးဘာမှညာမှမသိပဲနဲ့ဒေါက်ဖနတ်ဒေါက်ဖနတ်ဆိုပြီးတော့ကတော့ပါရဲ့ဒေါက်ဖနတ်ကြိုက်လို့ ဟိုဒေါက်ဖနစီးတဲ့လူကတချင်းထဲမှာပါလို့ဆိုပြီးတော့အဲ့လိုလူမျိုးတွေကပြဿနာတက်နေတယ်တကယ်တကယ်တမ်းပြောရင်ကျွန်တော်ပြုမိနေလင်းပြောတာကျွန်တော်တို့အောင်ပြင်ကြည့်လိုက်ဟဲ့နေတို့လာခဲ့နေတချင်းဆိုပေးပြော နေတို့ကဆိုပေးတယ်နောက်တစ်ချက်ကခမားတို့ကိုပြောတာကိုတော်လန်ရေးကိုနိုင်အောင်လုပ်နေတို့တွေချူးချူးတွေဟို အောင်ခိုင်းနေသိတယ်မလားဒိန်းတောင်နေကိုသွားပြီးတော့ပြောမနေတဲ့အရိကောင်နေအခုစားတော့နေတဲ့ဟာတွေအကုန်လုံးကတော်လန်ရေးကြီးအောင်မြင်သွားလို့ရှိရင်ပြည်သူလူထုကိုနော်ဘယ်လိုပြောမလဲပြည်သူလူထုကိုဟိုဘယ်လိုပြောမလဲဦးနောက်ကိုဘယ်လိုပြောမလဲပြဟိုဖြက်စီးတာပေါ့ဗျာကျွန်တော်တို့ကြိုက်တယ်လို့ဥပဒေတက်ပြီးတော့နေတိုးကိုလည်းဖမ်းလို့ရတယ်ချူးချူးလည်းဖမ်းလို့ရတယ်အောင်ခိုင်လည်းဖမ်းလို့ရတယ်ဒိတ်တောင်လည်းဖမ်းလို့ရတယ် ခမရို့နိုင်ငံရေးလုပ်ပြီးဟဲ့ဆိုရင်မင်းအောင်လှိုင်ဆိုတဲ့ကောင်လဲပြည်သူပဲ ဆိုတဲ့အပီမျိုးခမရို့ထည့်ထားဖို့လိုတယ်နိုင်ငံရေးလုပ်ပြီးဟဲ့ဆိုလို့ရှိရင်နော်မင်းအောင်လှိုင်ဆိုတဲ့ကောင်လဲပြည်သူပဲကောင်းတဲ့ကောင်လဲပြည်သူပဲ မကောင်းတဲ့ကောင်လဲပြည်သူပဲမင်းအောင်လှိုင် ဆိုတဲ့ကောင်လဲပြည်သူပဲဆိုးဝင်းဆိုတဲ့ကောင်လဲပြည်သူပဲ ခင်ကြီးဆိုတဲ့ကောင်လည်းပြည်သူပဲကြံဖို့တွေလည်းပြည်သူပဲမဘာသားတွေလည်းပြည်သူပဲအေးဒီကောင်တွေဟာပြည်သူတော့မှန်တယ်ဒါပေမဲ့သူတို့တွေကရာဇဝတ်မှုကိုကျူးလွန်တယ်သူတို့တွေကဘယ်ဟာတွေဘယ်အမှုတွေမှာဘယ်ပြစ်မှုတွေမှာဘယ်ရာဇဝတ်မှုတွေမှာကျူးလွန်တယ်ခွင့်လွတ်လို့ရတဲ့အမှုရှိတယ်ခွင့်လွတ်လို့ခွင့်လွတ်လို့မရတဲ့အမှုရှိတယ်ထိုက်တဲ့အပေါ်မှာမူတည်ပြီးတော့ ပြည်သူတော့မှန်တယ်မင်းတို့အပြစ်ကျူးလွန်တဲ့အတွက်ငါတို့ကအရေးယူရမယ်ဒီလိုမျိုးနဲ့သွားဖို့လိုတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ NRIO ထောက်ခံတဲ့လူမှဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့လူမှပြည်သူလို့သတ်မှတ်ပြီးဟဲ့ဆိုရင်ခမားတို့ကိုယ်တိုင်ကအကုန်လုံးကိုလိုက်ခွဲနေတာခမားတို့ကိုယ်တိုင်ကမကွဲကွဲအောင် လုပ်နေတာခမားတို့နားလည်ဖို့လိုတယ်အန်အန်တီစုစုမြရဲ့တတိယရဲ့ အဲ့တော့အခုပြောနေတာဟာကျွန်တော်ကိုလာပြောတယ်ကျွန်တော်ကိုကြိုက်တယ်လို့ပြောလို့ရတယ်ဒီကောင်ကနေတိုးကိုဖားတယ်လို့နော်ဒီကောင်ကချူးချူးကိုကြိုက်တယ်လို့ခင်ဗျားတို့ကြိုက်တယ်လို့ဖားဟိုပြောလို့ရတယ်ဆိုလို့ရတယ်ကျွန်တော်ပြောချင်တာကသူတို့ဘက်မှာနေတိုးရှိတယ်သူတို့ဘက်မှာချူးချူးရှိတယ်ကျွန်တော်တို့ဘက်မှာဒေါင်းရှိတယ်ကျွန်တော်တို့ဘက်မှာမင်းကမောက်ကုန်းရှိတယ်ကျွန်တော်တို့ဘက်မှာဖြူဖြူကြော်သိမ်းရှိတယ်ကျွန်တော်တို့ဘက်မှာကိုဇန်ခီတို့ရှိတယ်ကျွန်တော်တို့ဘက်မှာကိုဒါရိုက်တာကိုပေါ့ရှိတယ် ျွန်တော်တို့ကသူတို့လိုဘာလို့မလုံနိုင်တာလဲကျွန်တော်တို့ကသူတို့လိုဘာလို့မလုံနိုင်တာလဲကျွန်တော်တို့ကသူတို့လိုဘာဖြစ်လို့ပြည်သူလူထုကိုချမပြနိုင်တာလဲကျွန်တော်တို့ကဘာကြောင့်မလုံတာလဲပွပွလင်းလင်းပြောရင်ကျွန်တော်တို့ဘက်ကသာလုံမဲ့ဟေးဆိုဟောလိဝုဒ်ကမီရှယ်ယိုလိုမျိုးပေါ့ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားတဲ့မင်းသမီးလိုမျိုးတောင်ကျွန်တော်တို့သွားပြီးတော့အကူအညီတောင်းလို့ရတယ် အင်ဂျလီနာဂျိုလီလိုအမျိုးသမီးတောင်ကျွန်တော်တို့သွားပြီးတော့အကူအညီတောင်းလို့ရဒါပေမဲ့ကိုဘက်ကမဟုတ်တာလုပ်လို့ရှိရင်တော့မီရှဲတို့လည်းလာပြီးတော့မကူညီဘူးအင်ဂျလီနာဂျိုလီလည်းလာပြီးတော့မကူညီဘူးအခုယူတူကဘိုနိုတော်မှကျွန်တော်တို့တော်လှန်ရေးဆိုမသိကြအောင်ဆောင်သွားပြီဒီတော့ခမရတို့ကိုကျွန်တော်ပြောချင်တာအဲ့ဒါပဲဒီတော့ခမရတို့ကပြောတယ် နေတိုးမင်းကဖားနေတယ်အာနေကြီးကောတွေ့နေတိုးဖားတယ်နေတိုးဘောမှာငါနေတိုးလည်းဖားဘူးနေတိုးဖားတော့ဘာဖြစ်လဲဥပမာငါငါဖားခွင့်ရှိလို့ငါဖားတယ်ကွာဘာဖြစ်လဲချူချူကိုလည်းငါကြိုက်ခွင့်ရှိလို့ကြိုက်တယ်ကွာငါငါသဘောနဲ့ငါငါလုပ်တယ်ဘာဖြစ်လဲမင်းတို့အခုပြောနေတာသူတို့ဘက်ကနေတိုးရှိငါတို့ဘက်မှာမင်းမော့ခွင့်ရှိတယ် ူတို့ဘက်မှာချူးရှိတယ်ဆိုငါတို့ဘက်မှာဖြူဖြူကြော်သိမ်းရှိဒီတော့ပြောစရာဖြစ်လာတာကနေတိုးလူပိုကြိုက်ပြီးတော့မင်းတို့ပြောနေတဲ့ကိုတောင်းကိုကြိုက်တဲ့လူသိမ်းရှိတာလားဒါဆိုရင် ပြက်တနာရှိနေပြီဒါဆိုရင်ပြက်တနာရှိနေပြီနေတိုးပြောတာပေါက်တယ်မင်းမောကွန်ပြောတာမပေါက်ဘူးဖေးဆိုရင်ပြက်တနာရှိနေပြီ နေတိုးနောက်မှာပြည်သူဝရှိတယ်မိမကိုနောက်မှာပြည်သူဝမရှိဘူးဟဲဆိုရင်အဲ့ဒါပြဿနာရှိနေပြီမင်းတို့ပြောနေတဲ့နိုင်ငံရေးရေချိန်မြင့်မာတယ်ဆိုတဲ့ပြည်သူကြီးကနေတိုးနောက်မှာရှိပြီးတော့မင်းမော်ကိုနောက်မှာလည်းမရှိဘူးဒေါင်းနောက်မှာလည်းမရှိဘူးကိုဇန်ခီနောက်မှာလည်းမရှိဘူးဟိုခရစ်စီနာခီနောက်မှာလည်းမရှိဘူးဖြူဖြူကျော်သိန်းနောက်မှာမရှိဘူးဆိုရင်အဲ့ဒါပြဿနာရှိနေပြီ ဒါကြောင့်မလို့သူများလှုပ်တဲ့ကိစ္စငါတို့ကသူများထက်ပိုပြီးတော့ပြည်သူလူထုကိုအသိပညာပေးနိုင်တယ်ငါတို့ကအမှုပညာနဲ့ခြားပြနိုင်တယ်ငါတို့ကဘာဖြစ်တယ်ပိုင်ဖြိုးသူပေါ့ဥပမာဒီတော့မင်းတို့ဖြစ်နေတာကငါတို့ရန်သူကမင်းအောင်လိုင်လားနေတိုးလားနေတိုးဆိုတဲ့လူကလည်းမင်းအောင်လိုင်ခိုင်းလို့လှုပ်လို့ရတာမင်းအောင်လိုင်ခွင့်ပေးလို့လှုပ်လို့ရတာမင်းတို့တကယ်တကယ်ပြောရင်နေတိုးတဲ့စာလို့ရှိရင်မင်းတို့ယုံလေးကိုမင်းတို့ဘာပြောရဲလဲ ယုံလင်းကိုမင်းတို့ခြာရဲလားယုံလင်းကိုမင်းတို့လုံရဲလားတကယ်ဟိုပြောလို့ရှိရင်နေတိုးတိုးတဲ့စာလို့ရှိရင်ပြည်သူလူထုကိုဒုက္ခပေးနေတဲ့ကောင်တွေကယုံလင်းလိုကောင်မျိုးတွေဂိုင်းစားလိုဖွဲလိုက်လှိုင်းသားရမှာလူမိုက်ဖွဲလိုက်ဒီလိုမျိုးလုပ်နေတဲ့ကောင်တွေကြတော့မင်းတို့ဘာမှမလုပ်ဘူးငါဘသူဘက်ကိုမှလိုက်ပြောနေတာမဟုတ်ဘူးမင်းတို့တွေကမင်းတို့ကြိုက်တဲ့လူကြရင ဟိုဘယ်လိုပြောမလဲဆိုတော့အခွင့်အရေးကိုနှစ်ခါသုံးခါပေးထားလို့ငါတို့ကဒေါ်အောင်ဆန်းစုကြည်နားမှာစစ်တပ်ကကောင်တွေရောက်လာတာမကြိုက်ဘူးတပ်သက်ခံရောက်လာတာမကြိုက်ဘူးကျော်စရာတို့ရောက်လာတာမကြိုက်ဘူးငါတို့ပြောတဲ့အချိန်မင်းတို့ဘာပြောထားလဲနိုင်ငံရေးဆိုတာ ရန်သူကိုမိတ်ဆွေလုတာတသက်ခါကြီးလဲလာပါဖြိုးမင်းသိမ့်လဲလာပါဥကြော်စီရလဲလာပါဥွှေမိုင်းလဲလာပါမင်းတို့ပဲအကုန်ခေါ်တာပြောဖို့မင်းတို့ခေါင်းဆောင်မှာပြောသေးတယ်တိခုတ်သမားမလို့တော့ဘူးပပုတွေထုနေတာမင်းတို့ကို ပြောတဲ့စကားတွေလဲကိုမှတ်မိရောအခုရွေးကောက်ပွဲလုပ်တယ်မင်းတို့ဒီရွေးကောက်ပွဲကိုဖျက်ဖို့ဆိုပြီးတော့မင်းတို့ဘာမှလည်းမင်းတို့အားအားအားဆိုင်တာမရှိဘူး ဟုတ်ပြီရွေးကောက်ပွဲကမဖြစ်ဘူးဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကဘာတွေဆိုးကျိုးရှိတယ်ဘာတွေဖြစ်တယ်ဆိုတာကိုယ့်ဘက်မှာကွာမင်းသားတွေများနေတာကိုယ့်ဘက်မှာကွာအမှုပညာရှင်တွေများနေတာကိုယ့်ဘက်မှာကွာတကယ်ထိတ်ထိတ်ကျဲတွေများနေတာငါတို့ကဘာလို့မလုံနိုင်တာလဲငါတို့ဘာလို့မလုံတာလဲကိုယ့်ဘက်ကိုကိုမေကွန်းလေးပြန်မေးကြည့်ပါဦး ကိုဘက်ကိုကိုပြန်ပြီးတော့မေကိုမေးကြည့်ပါဦး။သူများကိုလက်ညိုးတစ်ချောင်းထိုးရင်ကိုဘက်ကိုလက်ညိုးက၃ချောင်းလောက်ဖြစ်တယ်။ငင်းညာလက်မဘေးကိုချော်ထိုးထားလို့ကိုဘက်ကိုလက်ညိုး၃ချောင်းမင်းတို့အန်ယူကြီးမင်းတို့ပြန်ကြရေးနော်ကိုနေဖုံးလက်တို့နော်မင်းတို့ဘာဒီလုံနေတာလဲအဲ့တော့ကျွန်တော်ပြောချင်တာကကိုဘက်မှာလူတွေရှိတယ်ကိုဘက်မှာဆွမ်းအားတွေရှိတယ် ကိုယ့်ဘက်မှာစွမ်းအင်းနေရှိတယ်ကိုယ့်ဘက်မှာလူသားရင်းမြစ်ရှိတယ်ကိုယ့်ဘက်မှာအကုန်ရှိတယ်နောက်ဆုံးကိုကုတ်ပြောရင်မောင်ဆောင်ခါကပြာရေးပေါ်ကွာနော်နောက်တစ်ယောက်ကဟိုဖြူဖြူကြော်သိမ်းရအဲ့ကပြာရွတ်ပေါ်လုံးလို့ရတာပဲကွာဖြူဖြူကြော်သိန်းကိုလေလူငယ်တွေကြိုက်ကြပဲပြည်သူတွေကြိုက်ကြပဲအဲ့တော့ပြန်ပြီးတော့မေးကြည့်ပါဦး မင်းတို့ကိုယ်တိုင်ကအခုကရန်သူပြအောင် လုပ်နေတာလားမင်းအောင်လိုင်ကိုဖျောက်ပြီးတော့နေတော့ပဲရန်ရှားနေတာလားချူးကိုပဲရန်ရှားနေတာလားမင်းတို့တွေလှုပ်ခဲလို့ဩစတြေးလျမှာလည်းဗမာတွေနာမည်ပြက်ပြီးဂျပန်မှာလည်းဗမာတွေနာမည်ပြက်ပြီးတော်လန်ရေးသမားတွေလူခုရေးသမားတွေရပါလူခုရေးချိုးဖောက်တဲ့ကောင်တွေဖြစ်သွားတယ်တော်လန်ရေးသမားတွေရပါလူတယောက်ကိုနှိမ်တဲ့ကောင်တွေဖြစ်ကုန်တယ်မင်းတို့တွေလှုပ်တာနော် မင်းတို့တွေစိတ်ကူးရှိသမျှကိုမင်းတို့ကမင်းတို့လှုပ်ချင်တာလှုပ်တာနော်ခံရတော့အကုန်ခံရတာနော်မင်းတို့ဗမာတော်လှန်ရေးအတွက်လေနိုင်ငံတွေဘလောက်ပေးထားတယ်ဆိုတဲ့ကိစ္စကိုပြောမယ်မင်းတို့ထင်းနေတာပတ်စံကြီးရော့အင်းဆိုပြီးပေးမှမင်းတို့ကပတ်စံပေးတယ်ထင်းနေတာငင်းကြအောင်ပြောပြမယ်ဖင်လန်နိုင်ငံမှာဖင်လန်နိုင်ငံမှာဗမာအပြည်ကຫນွေဦးတော်လှန်ရေးဖြစ်တဲ့အချိန် ဖင်လန်နိုင်ငံရဲ့ပါလီမန်မှာသုံးရက်ဇက်တာဗမာပြည်အကြောင်းကိုဆွေးနွေးတာဖင်လန်နိုင်ငံရဲ့ပါလီမန်မှာသုံးရက်ဇက်တာဗမာပြည်အကြောင်းကိုဆွေးနွေးတာဒီတော့ဗမာပြည်အကြောင်းကိုတော်လန်ရေးမှာသုံးလွတ်တော်ထဲမှာသုံးရက်ဆွေးနွေးတဲ့အခါမင်းတို့ထင်းနေတာသိလားဒီလွတ်တော်ကြီးကျင်းပတာပတ်စံမကုတ်ဦးထင်းနေတာ ဖင်လန်နိုင်ငံရဲ့လွတ်တော်တရက်ကျင်းပလို့ရှိလို့ရှိရင်ယူရို3သိန်းကုန်ဖင်လန်နိုင်ငံရဲ့လွတ်တော်ကတရက်ကျင်းပလို့ရှိရင်ယူရို3သိန်းကုန်မင်းတို့ဗမာပြည်အကြောင်းငါတို့ဗမာပြည်အကြောင်းကိုပြောတာ3ရက်ဇက်တိုက်ပြောလို့ရှိရင်ယူရို6သိန်းတသန်းလောက်ကုန်သွားတယ်ငွေရေးကြေးရေးအရတသန်းလောက်ကုန်တဲ့အပြင်မှာမှသူ့နိုင်ငံရဲ့အကြောင်းကို3ရက်လောက်မပြောဘဲနဲ့နေတယ် ကိုယ်နိုင်ငံရဲ့အကြောင်းတော့ဖင်လန်နိုင်ငံရဲ့အကြောင်းဖင်လန်ပြည်သူတွေရဲ့အကြောင်းဖင်လန်နိုင်ငံရဲ့သမားတွေရဲ့အကြောင်းကို၃ရက်လောက်မပြောဘဲနဲ့နေတာဒီလွတ်တော်ကြီးက၃ရက်လောက်ဗမာပြည်အကြောင်းကိုပြောတာတပန်းတော့ဂုံသွားတယ်ဖင်လန်နိုင်ငံမှာအလုံးလုံးနေတဲ့ပြည်သူလူထုရဲ့အခွန်ငွေတွေနဲ့ဗမာပြည်အရေးကိုအဲ့လောက်စိတ်ဝင်စားပြီးတော့မင်းတို့ကိုလှုပ်ပေးခဲ့တာနောက်ဆုံးကြတော့ဘာဖြစ်လဲ မင်းတို့အန်ယူဂျီက လူတွေကဥစိတ်ဝင်တို့ဥစိတ်ဝင်အစိုးရလောက်တောင်မှအရေးချင်းမရှိဥစိတ်ဝင်အစိုးရလောက်တောင်မှမလုံနိုင်တဲ့အခါကျတော့မင်းတို့အန်ယူဂျီကိုဖင်လန်နိုင်ငံကအသိမှမပြုတော့ဘူးအရိကကျတော့ဖင်လန်အစိုးရက၃ရက်လောက်လဲကိုပြဿနာကိုမချင်းနိုင်ဘူးယူရိုလဲတန်းလောက်ကုန်သွားတယ်အဲ့တော့မင်းတို့ဗမာရိယာပြောတယ်ဖင်လန်အစိုးရကမကူညီဘူးဖင်လန်အစိုးရကမပေးဘူး မင်းတို့လက်ထဲကိုသာဖင်လန်အစိုးရက လာမပေးတာမင်းတို့ဗမာပြည်သူတွေသာမစားရတာဗမာပြည်အတွက်နဲ့ဖင်လန်နိုင်ငံမှာဒေါ်လာတသန်းလောက်ကုန်သွားပြီဒီတော့တစ်ခါတစ်ခါကြားရင်သိဖို့လိုတယ်နိုင်ငံတကာမှာဗမာပြည်အကြောင်းကိုသူ့လွတ်တော်ထဲမှာနိုင်ဝတ်ပဲပြောပြောတနာယီပဲပြောပြောအဲ့ဒီနိုင်ငံကပြည်သူလူထုရဲ့အခွန်ငွေတွေအကုန်အကျတွေရှိတယ်မင်းတို့ဗမာပြည်ကိုနိုင်ငံတွေက အဲ့ဒီလောက်ပဲကူညီနိုင်မှာပေါ့အဲ့ဒီလောက်ပဲထောက်ပံ့နိုင်မှာပေါ့အဲ့ဒီလောက်ပဲလုံနိုင်မှာပေါ့ကိုအစိုးရကအရေးချင်းရှိမဲကိုအစိုးရကလုံနိုင်တယ်ပြုနိုင်တယ်ဆိုရင်သူတို့ပို့ပြီးတော့ကူညီမှာပေါ့ကိုအစိုးရကမလုံနိုင်ဘူးကိုအစိုးရကမကူညီဘူးဆိုရင်သူတို့ကလွှတ်တော်ထဲမှာကုံနာတောင်မှပြန်ပြီးတော့နှမျောနေမှာပေါ့အချိန်ကုံနာငွေကုံနာဟိုပါသူတို့နှမျောနေပြီပေါ့ ဒီတော့ခမားတို့ကိုပြောချင်တာကဒီအထဲမှာလာပြီးတော့ဦးကြောင်ကြားလို့လို့ပါလို့လို့နဲ့ပြောနေတဲ့လူတွေရှိတယ်။ငင်းညမ်းအောင်ပြောနေတာ။နေတိုးကကျွန်တော်တို့နေတိုးရှိတာမရှိတာနေတိုးပြောတာမပြောတာကကျွန်တော်တို့တော်လှန်ရေးအတွက်ဘာမှမဖြစ်ဘူး။ပြည်သူလူထုကသိတယ်။နိုင်ငံရေးရေးချိန်မြင့်တာတွေပါတွေသိတယ်။ပြည်သူလူထုကသူ့စိတ်ကြေနပ်အောင်သာသူတို့စိတ်ပျော်အောင်သာတိဟတင်ဆိုပြီးဓာတ်နဲ့ခုတ်တာအင်္ဂလိပ်တွေသေတယ်ဆိုတဲ့ဟာကိုကြည့်ပြီးတော့ရီးနေတာ။ ပြည်သူလူထုကသိတယ်အရိခေတ်ကဓာတ်နဲ့ခုတ်လဲအင်္ဂလိပ်ကတလုံးထိုးနဲ့ပြစ်လိုက်သေကြီးဆုံးနဲ့သေတာပဲဆိုတာပြည်သူလူထုကသိတယ်ဒါပေမဲ့ပြည်သူလူထုကဘာဖြစ်လို့တိရသစ္စောကားတွေကြည်တယ်ထင်းနေလဲရည်ကျင်လုံးဝကြီးလို့ကြည်နေတာသူတို့ထွက်ပေါက်ကအဲ့လိုရည်တော့မှာပဲဖြစ်နေတာအခုနေတိုးကားတွေသွားကြည်နေတယ်ဒီစစ်တပ်မကောင်းတာလည်းသိတယ်သူတို့သားသမီးတွေပေါ်တာဆွဲစစ်သေးဝင်နေရတာလည်းသိတယ်သူတို့တွေဘဝပြတ်နေတာလည်းသူတို့သိတယ် ဒါပေမဲ့အော်နောက်ဆုံးကြရင်ငါတို့မှလှုပ်เสียရဆိုလို့ကြီးเสียရဆိုလို့ဒီဟာလေးပဲရှိတယ်ဆိုပြီးဒါလေးကြည့်နေရအဲ့တော့ခမားတို့ကို့ဖာသာကိုပဲဆုံးဖြတ်ကို့ဖာသာကိုပဲပြောကို့ကံကြမှာကို့ဟာကိုပဲကိုဆုံးဖြတ်ပါအဲ့တော့ထပ်ပြောချင်တာကတော့အသက်ကိုညံဆောင်ပါတယ်နော်ဆင်းရဲတဲ့သူတွေကျွန်တော်တို့တွေဆင်းရဲတဲ့သူတွေအသက်ကိုညံဆောင်တယ် တယောက်နဲ့တယောက်ဖေးမှကူညီကြပါလို့ပြောရင်းနဲ့ပဲဒီ live ကိုညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်